ဒီနေ့ကတော့တကယ်မင်္ဂလာရှိတာပါဘာလို့လဲဆိုတာစုပြည့်ရဲ့ပွဲဥထွက်ပေါ့နော်ပွဲဥထွက်စိတ်ဆက်ကြောင်းမင်္ဂလာခါတိုင်းကတော့မင်းသမီးပေါ့နော်မင်းသမီးစုပြည့်စုံလင်းရတယ်အဲအခုကတော့သူတို့သမီးစုပြည့်သစင်ပေါ့နော်မတူတော့ဘူးပေါ့နော်မိကက်စုမပြင်ပြီးတဲ့အချိန်မှာအော်လာလိုက်တာလေအဲဒါတော့တော်ပါကိုပြင်ကိုလာလက်ကလေးတော့တော်တယ်လေဘာလို့ပန်းလေးက ပန်းလေးလှုပ်နေတယ်လက်ကင်ပန်းလေးလှုပ်နေတာအဲ့ဒီပေါ့နော်အဲသူလဲရင်တုံတယ်လို့ကိုလဲရင်တုံပါတယ်ရင်ခုန်ပါတယ်နော် ်တော့တကယ်မင်္ဂလာရှိတာပါဘာလို့လဲဆိုတာစုပြည့်ရဲ့ပွဲဥထွက်ပေါ့နော်ပွဲဥထွက်စိတ်ဆက်ကြောင်းလဲမင်္ဂလာအာဒါနှစ်ဖက်မိဘသဘောတူစိတ်ဆက်ကြောင်းလဲမင်္ဂလာအမှုပြုတဲ့နေ့ဆိုတော့လေတကယ်ကိုမင်္ဂလာရှိပါတယ်ကိုလည်းရင်ခုန်ပါတယ်ဘာလို့လဲဆိုတော့ဒီနေ့လေးကဟိုတခြားပြင်ဆင်ရတဲ့ပွဲတွေနဲ့မတူဘူးလေနော်ဟောကြောညာတွေဒါ TV series တွေရိုက်ကူးရေးတွေနဲ့မတူဘဲနဲ့အဲတတူသမီးလေးအသွင်ဖန်တီးရတာပေါ့နော်ဖန်တီးရတဲ့ခါကျတော့အဲ့ဒါလေးနဲ့မတူတဲ့ခါကျတော့ ရှင်ခုံပါတယ်ပျော့ပါတယ်အဲနည်းနည်းလေးတော့ကြောက်တယ်နည်းနည်းတော့ကြောက်တယ်ဟုတ်လို့ဆိုလေအဲကိုကကျတော့လေဒီစပီရဲ့မျက်နှာကိုတောက်လျှောက်လင်းလာတာပေါ့နော်အဲလင်းလာတဲ့အခါကျတော့ခါတိုင်းကတော့မင်းသမီးပေါ့နော်မင်းသမီးဆိုပြီးစင်လင်းရတယ်အဲအကူကတော့သူတို့သမီးဆိုပြီးသစင်ပေါ့နော်မတူတော့ဘူးပေါ့နော်အဲလင်းရတဲ့ feel လေးချင်းလည်းမတူတော့ဘူးရင်တုံနာချင်းလည်းမတူတော့တခါမှရင်မတုံဘူးလေသူက ်နည်းနည်းလေးရင်တုံရင်တုံနေရင်လဲကုန်တယ်ဘာလို့လဲဆိုတော့လေအဆင်မပြေဖြစ်သွားမှာပေါ့နော်အဆင်မပြေဖြစ်သွားမှာအဲဒီအချိန်တော်အတွက်မှာလှပသွားပါမလားဆိုရင်စိတ်ဆိုင်ပုံလေးတော့ရှိပြီမဲ့လေအားလုံးအဆင်ပြေဖြစ်သွားတဲ့ကြောင့်မလို့ပြောပါတယ် PD ဖြစ်ပါတယ် စုပြည်ကမင်္ဂလာပွဲတွေစားလုပ်မယ်ဆိုတော့အဲအမရောက်တိုင်မင်းနဲ့ကျွန်တော်ဒီလိုလိုပေါ့နော်ဒီကစေးဆက်ရှိမယ်အာဆုံးကက်ရှိမယ်အဲပြီးရင်ဘိတ်သိပ်ရှိမယ်လက်မထိုးရှိမယ်ဒနာရှိမယ်ပေါ့နော်ပွဲက၅ပွဲဖြစ်တယ်ဆိုငါးဘွဲတော့လောက်ရမယ်တမီလို့ပြောပြတယ်ငါးဘွဲတော့လောက်တော့ဟုတ်တယ်ငါးဘွဲလောက်လောက်ရမယ်ပေါ့နော်အဲ့ဒီအဲ့ဒီချိန်တည်းကအမရပြောပါတယ်တမီမင်္ဂလာဘွဲတွေလုံးမယ်ဒါဘွဲတွေကျင်းပါမယ်ဆိုလို့ရှိရင်အမရနဲ့တော့တောက်ချက်လိမ့်နာပြတော့ကြောင့်မလို့တမီတခြားသူတွေလည်းလိမ့်ပါ ဘာဖြစ်လို့လဲဆိုတော့ look ဒီမတူဘူး look ဒီပြောင်းသွားမယ်နောက်ပြီးသွားလို့ရှိရင်ပုံစံတွေ change သွားမှာပေါ့နော်ဒါတရားမတူ use မပြောင်းပုံစံတွေ change သွားမှာတော့ဒါသူတွေလည်းလိမ့်မှာမမတော့လည်းအာမနာပါလေဆိုတော့အမြင်နဲ့အနားမှာရှိတဲ့ခါကျတော့လေအာနာပြီးတော့ဟာပေါ့နော်ဒါဘာဖြစ်မှာဆိုလို့အာမနာပါနဲ့တမိလုံးဝအာနာစရာမလိုဘူးတမိဘသူနဲ့ပဲလိမ့်နေဘသူနဲ့ပဲဘယ်ပွဲပါမယ်ဘသူနဲ့ပဲလိမ့်နေအမနာကရအောင်လာမှာဘေးနာနဲ့အကောင်းဆုံးပတ်ပုံပြီးမှာနောက်ွယ်ရပဲပတ်ပုံမယ်ဘေးနာလည်းပတ်ပုံမယ်အားလုံးဟိုနော်အဆက်ဆက်ရအောင်အားလုံးလုပ်ပေးမယ်ဆိုပြီးတော့အမနာပြောခဲ့ဘူးလေပေါ့နော်ပြောခဲ့ဘူးတဲ့အချိန်မှာ အဲသူကဒါဒီစွန်ဒီဘာပေါ့နော်ဒီစိစက်ကလေးပေါ့နော်အဲ့ဒါဟိုလိမ့်ပါတဲ့စိစက်ကလေးလိမ့်ပေးပါတဲ့ဆိုပြီးပြောရတယ်ပေါ့နော်အမှန်လိမ့်လိုက်တဲ့ဆိုစိစက်ကလေးပေါ့နော်အဲ့လိုလေးလိမ့်ကျစ်သွားတယ်ပေါ့နော်ပြောတာပေါ့ပြောတာပေါ့เนาะပြောတာပေါ့ကိုကလေဟိုသူ့အပေါ်မှာ သူကိုချစ်တဲ့သူเนาะလူတွေကကိုချစ်တဲ့သူကိုဘယ်တော့မှစိတ်ဆင်းရအောင်မလုပ်ဘူးစိတ်ညစ်အောင်မလုပ်ဘူးဆိုတာဒါအမှန်အမှန်နေပေါ့เนาะအမှန်တကယ်ပဲကိုလည်းသူ့ပေါ်ချစ်တယ်ကိုကမင်းသမီးတစ်ယောက်ဆိုတာကိုသမီးလေးလို့ကိုညမလေးလို့အစသဖြင့်ပေါ့เนาะဒီလိုကိုရဲ့ဒါလုပ်ငန်းကိုဒါပြောမယ်တော့ဘက်ကကြည့်နေတာကိုလုပ်ငန်းရှင်ဖြစ်သွားပါပေါ့เนาะကိုလုပ်ငန်းရှင်တယ်လို့သဘောမထားပဲနဲ့မင်းသမီးသူသဘောမထားပဲနဲ့ကိုညမလေးလို့ပဲသဘောထားတယ်အမြဲတမ်းကိုသမီးလို့လည်းသဘောထားခဲ့တဲ့အခါကျတော့လေအဲဘယ်လိုပြောရမလဲဟုတ်အမြဲ တဘောထားခဲ့တဲ့ခါကျတော့လေသူစိတ်မညစ်စေချင်ဒီနေ့ကတော့တော်တော်လေးရင်တုံပါတယ် ဒီနေ့ခုနေသူခတ်မှလည်းမုန်တယ်ကိုကခတ်မှလည်းမုန်ကြည့်လိုက်ဩအဆင်ပြေတယ်ဩအဲ့သူအဆင်ပြေနေကြတာပဲအဲအားလုံးအဆင်ပြေကြတယ်ဆိုတော့ဒါဆင်ဆင်ပေးထားတဲ့သူတွေကလည်းအားလုံး professional တွေပဲဆိုတော့သူ့နယ်သူကွက်တီပဲလေနော်အဲ့တော့အားလုံးအဆင်ပြေကြဆိုတော့အာသူနားလေးမှာကက်ဆောင်းပြီးကြည့်နေသူပွဲမုန်ငယ်ဝါဆောင်းကြည့်နေတော့သူက luckily တုံးနေစမားရဲ့ရင်းနေတုံးလိုက်တာဘာတုံးနေသူလေးစိတ်ရှောက် luckily တော့တုံးနေလို့လေဆိုတော့ပန်းလေးကပန်းလေးကလှုပ်နေတယ်လက်ကင်ပန်းလေးကလှုပ်နေတာအားလေးပေါ့နော်အာသူလည်းရင်တုံးတယ်လို့ကိုလည်းရင်တုံးပါတယ်ရင်ခုန်ပါတယ်နော်ဟုတ် အဲရှိတာပေါ့မိတ်ကက်ဆွေးမြေပြင်ပြီးတဲ့အချိန်မှာအော်လာလိုက်တာလို့အဲဒါကတော့ကိုပြင်ကိုလာ ကောလို့ကိုပြင်းပြကိုပြင်းလှရလှရကိုပြင်းကိုလှရအဲ့တော့ဒီနေ့ကတော့ကြွကြွရှင်ရှင်လေးပေါ့နော်သမင်ဆိုလို့ရှင်လာတာကြွကြွရှင်ရှင်လေးဒါအနိဘောက်ကလည်းအကြံပေးရနော်အနိဘောက်ကလည်းဒီဝတ်ဒီဝတ်စုံလေးပါဒါအနိဘောက်ဝတ်စုံကိုအနိဘောက်ဝတ်စုံအနိဘောက်ကသူကဒီဝတ်စုံလေးမှာလူလေးလုံနေလူလေးထုံနေပိုလှတယ်ဆိုတာအနိဘောက်ကလည်းအကြံပေးအနိဘောက်ရဲ့လက်ညှိုးမှုနဲ့အတူပေါ့နော်ဒါအမှားသမင်လေးလည်းဒါစုပြည့်နဲ့တိုင်ပင်ပြီးတော့အဆင်ပြေရောအကောင်းဆုံးပေါ့နော်အလားဆုံးဖန်တီးပေးထားပါတယ်အဲ့တော့ဟိုသရိုးသမီးဆိုတာကလေရှုပ်ချက်တွေခတ်ပြီးသမင်လေးတစ်ဖွာဖွာကြာနေဆိုလို့ရှိရင်တိတ်မလှဘူးပေါ့နော်မလ လိုက်ဘူးဒါမှမဟုတ်ခံယူချက်ပေါ့နော်သူတို့သမီးဆိုတာက မြန်မာသူတို့သမီးပေါ့เนาะတို့တို့ဒါအနောက်တိုင်းဆိုရင်တော့မပြောလို့ပါဘူးမြန်မာသူတို့သမီးဆိုရင်တော့ကြွကြွရှင်းရှင်းလေးနဲ့အဲသပင်ဆိုလို့ရှိရင်လည်းတတ်တည်ရဲ့ကလေးနဲ့เนาะရိုးရှင်းဆုံးအလားဆုံးဖြစ်တာပိုကောင်းပါတယ်ဒါအမရခံယူချက်ပေါ့เนาะအဲ့တော့ make up ဆိုလို့ရှိရင်လည်းဟိုအများကြီးမဟုတ်ဘဲနဲ့เนาะအများကြီးမဟုတ်ဘဲနဲ့မြန်မာဆန်ဆန်လေးနဲ့လှလှလေးပေါ့เนาะအဲ့လိုမျိုးလေးဒါပိုကောင်းပါတယ်ပေါ့ဒါအမရခံယူထားတာပါအဲ့လိုမျိုးတော့သူတို့သမီးအမရလေးနဲ့သူတို့သမီးတော်တော်များများလည်းအမရအပြင်သူတို့သမီးတွေလည်းဒီလိုပဲပေါ့เนาะအဲ့လိုတွေပဲဟိုအယောင်လေးကို color တွေအများကြီးမတုံးမဲ့နဲ့အငိမ့်ဆို ောင်းအောင်လေးနဲ့ဝတ်ဆုံနေတဲ့ live ဆောင်သူ့ဘယ်ချိန်မှာပြန်ကြည့်ကြည့်ပြီးပေါ့နော်လာနေမဲ့ပုံစံလေးပဲအမှားလိမ့်ပြီးဖြစ်ပါတယ်အဲစုပြုလည်းဒီလိုပြောသူတို့သမီးတယောက်အတွင်ခန်းစားပြီးလိမ့်ပြီးတာပေါ့နော်ဒီမိုးပြင်းတဲ့စကားလေးကလာတယ်ဆိုတဲ့စကားလေးပေါ့ကိုကြီးကတော့အမြင်နဲ့သူကတော့သူသူများကိုဘသူ့ကိုပဲဖြစ်ဖြစ်ပါသူကအဲ့လိုမျိုးကောင်းတာလေးတွေပဲပြောတယ်ကောင်းတာလေးတွေပဲသူကတွေးပေးတယ်ဆိုတော့ကိုကြီးဆရာလာတယ်ဆိုတဲ့စကားကတော့ ပြန်မေးရအောင်မယ်တကယ်လားအားလို့ဟာဒီနေ့ကြည့်ပြီးတော့အားလုံးပြီးသွားကြမှာဝတ်စုံတွေအရဝတ်ပြီးသွားရတာအဒီဘောက်ဝတ်စုံစရတာအဒီဘောက်ကတေချာလေးလောက်တာလीเนาะဝတ်စုံဆိုလို့ရှိရင်လည်းဒါတေချာလေးသူအနုစိတ်ဒီဟိုစီဟိုပန်းပွင့်လေးဆိုသူတို့ထိုးထားတာတဲ့နော်ကြည့်ရတဲ့လောက်ကထိုးထားတာဖြစ်ပေါ်များတယ်အဲ့လိုမျိုးလေးသူတေချာအနုစိတ်လောက်တာပေးတာအရောင်လေးကလည်းနွဲ့နွဲ့နေနေတယ်เนาะဒါသူတို့သမီးလေးကနှုတ်ဖတ်ပြီးရောเนาะ အဲပန်းကြီးလေးတွေမှာပြေးနေတဲ့လိပ်ပြာလေးတစ်ခေါင်လိုပေါ့အဲလိုမျိုးလေးလှနေတာပေါ့နော်အဲ့တော့မောပြေးရပါတယ်ဟာဟာမင်္ဂလာစတောင်းစကားလေးရတော့လေအဲကိုငယ်ရောစွပြည့်ရောအဲတက်ရာကျော်ရှိပါစေပြီးတော့စီးပွားဥစ္စာတွေလည်းအများကြီးဖြစ်ထုံးပါစေဒီတက်မကဒီတက်မကပိုင်ဆိုင်မှုတွေတိုးပွားပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့နော်အနာဂတ်မှာလည်းသသမိမိလေးတွေဝေးပါစေလို့ ทิ้งปีหมานะทิ้งปีหมดปะทิ้งปีหมดนะ